Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်။နီးပြဖြစ်တဲ့ Ruben Amorin ရဲ့နေရာမှာ Gareth Southgate ကကျွန်တော်တို့ဘောနော်ဒီဝင်ပြီးတော့တာဝန်ယူဖို့စိတ်ဝင်စားနေပြီးတော့ Champions League ပြန်ပြီးတော့ဝင်ခွင့်ရဖို့ဆိုရင်၄နှစ်လောက်ထိကျွန်တော်တို့ဘောနော်အချိန်ယူရလိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားတယ်လို့ Samuel Lescar ကနေပြီးတော့ကျွန်တော်တို့က report လုပ်ထားတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်စူးစမ်းကြည့်အောင်ပါ။ဆိုတော့ Samuel ကအရင်ကတော့ Manchester Evening News ရဲ့ဒါဟိုဘယ်လိုပြောမလဲ correspondent ပေါ့အခုဆိုလို့ရှိရင် ဒါတဆန်းကိုသူပြောင်းပြီးတော့လှုပ်သွားပြီတဆန်းရဲ့ဒါ Manchester correspondent သူဖြစ်သွားပြီပေါ့ဆိုတော့ဒီနေရာမှာသူက Gareth Southgate နဲ့ပတ်သက်တဲ့ report ဘာပြောထားလဲဆိုတော့ Gareth Southgate ကတော့ Manchester United ရဲ့နီးပြယာဒူးကိုအကယ်လို့မြင်ပေါ့နော်ကန်လန်းခံခဲ့ရတယ်ဆိုလို့ရှိရင်လက်ခံဖို့အတွက်သူစိတ်ဝင်စားနေပြီးတော့ United လို့အသင်းမျိုးကိုသူ့အနေနဲ့ Champions League ကိုပြန်ဝင်ဝင်ဝင်ရဖို့ဆိုရင်၄နှစ်လောက်ထိတောင်မှ ျတို့ဘောနော်အချိန်ယူပြီးတော့တေချာပြင်ဆင်ရလိမ့်မယ်လို့သူယုံကြည်ထားတယ်ဆိုပြီးတော့ကျတို့ရေးထားတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့ကျတို့ပြောကြည့်အောင်နော်တခုရှိတာကတော့ MOD ရဲ့အနာဂတ်မတည်ငြိမ်တဲ့ရွေးမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့နီးပြသတင်းတွေဟာအမြဲတမ်းကျွန်တော်ထွက်နေမှာပါပဲဒါခင်ဗျားတို့ခင်ဗျားတို့ကြားချင်းဖြစ်သည်ဖြစ်စီမကြားချင်းဖြစ်စီကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီဒီလူကိုလိုချင်သည်ဖြစ်စီမလိုချင်သည်ဖြစ်စီတောက်လျှောက်တာမျိုး MOD ရဲ့အနာဂတ်မတည်ငြိမ်တဲ့ရွေးတက်နေမှာပဲတက်နေမှာပဲအဲ့ဒီတော့အဲ့ဒီတဲ့အခါမှာကျွန်တော်တို့ ဒါရယ် south gate ပေါ့ဗျာအရင်တော့ကပြီးခဲ့တဲ့နှစ်ရက်လောက်ကထင်ပါတယ်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲပေပါရီမှာ ရေးကြတာက current south gate ကတော့ manchester united ရဲ့ဘက်ကကန်းလန်းလာခဲ့မေဆိုရင်တော့မှသူ့အနေနဲ့လက်ခံသွားဖို့မရှိဘူးဆိုတော့တရင်နေကျွန်တော်ထွက်လာသေးတယ်အဲ့တုန်းကတော့ကျွန်တော်ပျော်ခဲ့ရတာပေါ့လေအခုတော့အဲ့လိုမဟုတ်တော့တမျိုးပြောင်းသွားပြီမြို့ report တွေကဟမ် current south gate နေနဲ့ manchester united ကိုပေါ့နော် သူဒါကင်တွေ့ခြင်းနဲ့နော်ဒါအပြင် Champions League ဝင်ခွင့်ပြန်ရဖို့ဆိုရင်လည်းပဲ၄နှစ်လောက်အချိန်ယူရလိမ့်မယ်လို့သူယူဆထားတဲ့ပါညာပေါ့ဆိုတော့ခုနကပြောလို့ပဲ Amorin ရဲ့အနာဂတ်မတည်ငြိမ်တွေ့တာကြီးကြားနေရမှာပဲဒါပေမဲ့လို့ဗျာကျွန်တော်ကတော့အမှန်တမ်းပြော United Champions League ဝင်ခွင့်ပြန်ရဖို့က၄နှစ်လောက်ထိအချိန်ယူရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတကယ်တကယ်သာအသင်းဘက်ကမှန်မှန်ကန်ကန်ဟို manage လုပ်နိုင်နေသလိုရှင်ပြောတာလက်ရှိအသင်းမှာရှိနေတဲ့ဘာလို့နော်လက်ရှိအသင်းမှာရှိနေတဲ့ကစားသမားတွေ နိပြကောင်တယောက်ကိုကျွန်တော်တို့ခန့်ပြီဆိုလို့ရှိရင်ဇန်နဝါရီမှာအားဖြည့်မယ်၊နွေရာသီမှာအားဖြည့်မယ်။အလောက်ကြီးကြီးလေးနှစ်အချိန်ယူရမယ်လို့ကျွန်တော်ယူဆထားတယ်ဆိုရင်အသင်းအနေနဲ့အဲ့ဒီနိပြနဲ့ကျွန်တော်ရှေ့ဆက်လို့ကျွန်တော်မရဘူး။တော့အသင်းတွေကလုံးဝကိုကောင်းတဲ့တည်မဟုတ်ပါဘူး။ကာဗရာဆောက်ကိအသင်းကိုလာခြင်းနေဆိုတာမျိုးကဒါမှန်သည်ဖြစ်စေမမှန်သည်ဖြစ်စေပေါ့နော်။လုံးဝတည်ငောင်းကျွန်တော်မဟုတ်ဘူး။လုံးဝတည်ကောင်းမဟုတ်ဘူး။အင်္ဂလန်လိုအသင်းမျိုးနဲ့ကောင်းပါနေဆိုတဲ့လူစင်းကြီးပိုင်ဆိုင်ထားတာတော့မှဘာမှလှုပ်မပြနိုင်ခဲ့တာ။တော်တော်ပြင်းစရာကောင်းတဲ့ကစားမုံကြီးကိုကျွန်တော်မြင်ခဲ့ရတာ။ United လို့အသင်းမျိုးမှာဆက်ရောက်လာမယ်ဆိုလို့ရှိရင်ဘာမှသူအဆင်ပြေမှာမဟုတ်ဘူးเนาะဒါအပြင်ကျွန်တော်တို့နေနဲ့အင်္ဂလန်ဆိုတာကတနိုင်ငံနဲ့နေသူ့အနေနဲ့ဝါဖြစ်ရတာဒါပေမဲ့ Manchester United ဆိုလို့ရှိရင်တကမ္ဘာလုံးရဲ့ pressure တွေသူ့စီကလာတော့မှာเนาะ week in week out ကျွန်တော်တို့က press pressure တွေကျွန်တော် လာတော့မှာအဆင်ပြေမှာမဟုတ်ဘူးဒါတော့ကြောင့် Gareth Southgate Manchester United နဲ့နီးပြပြေးကင်တွယ်ဖို့ဆန္ဒရှိတယ်ဆိုတာမျိုးကတမန်ကရှန်ကာကောလာဟာလာတွေဖြစ်ပါစေလို့ပဲကျွန်တော်မျှော်လင့်တယ်။ Gareth Southgate လို့နီးပြမျိုးရမယ်စား နော်ဟိုအူလီဂနာဆိုရှာတို့မိုက်ကယ်ကာရစ်တို့လိုနီးပြမျိုးတွေကိုကျွန်တော်တို့သာရန်နီကတို့လိုမျိုးနော်သူတွေကိုပြန်ခန့်တာမှမျှော်လင့်ချက်ရှိအောင်ပဲရန်နီကတို့ဘာလို့ဆိုတာမျိုးကလက်ရှိဩစတြီးယားမှာလာမျိုးအမှန်ကန်လုတ်ပြနေတာအူလီဂနာဆိုရှာလည်းပဲနယူးမန်နေဂျာဘောင်းစ်တွေပါတယ်ခန်းစားရင်ခန်းစားရအောင်ပါနော်ကာရက်ဆောက်ကိတို့လိုသူမျိုးတွေကအဆင်မပြေဘူးနောက်တစ်ခုကဘာလို့လဲဆိုတော့အဲနိုင်ငံလက်ရွေးစင်အသင်းကိုအကြာကြီးနီးပြထားပြီးတော့ကလပ်လေဗယ်မှာအဆင်မပြေနိုင်လို့ပဲเนาะဒါအပြင် तू ကအဲ့ဒီမတိုင်ခင်ကဘောလ်တန်လာဟာလာအဲ့မှာပဲ तू ဂိုင်တွေ့ဘူးလား ဒါရက် south gate ကိုကျွန်တော်တို့ဘယ်နော် risk ယူပြီးတော့ခံဖို့အတွက်တွေးမယ်ဆိုရင်အချိန်ကြီးကကောင်းမှာမဟုတ်ဘူးပို့ပြီးတော့စိတ်ပူစရာကောင်းတာကကျွန်တော်စာချင်းမျိုးဘာလို့မှဒါရက် south gate တို့နဲ့အရင်ချင်းကြီးနဲ့ဆက်ဆံရေးတွေရှိနေတဲ့ခါကျတော့အဖြစ်ကောင်းနေဖြစ်နိုင်သေးတယ်ဒါပေမဲ့လို့အသင်းနေနဲ့ကျူးပန်းနေတယ်လို့ကျွန်တော်မထင်ဘူးဒီလောက်ထိအရေးချင်းရှိတဲ့နီးပြတွေပေါ်တဲ့နော်ကျွန်တော်ဒီခစ်ကြီးမှာဗျာဂါရက် south gate လို့လူမျိုးကိုခန့်ရမယ်ဆိုတာမျိုးကဘလို့မှအချိန်ကြီးကောင်းမနေဘူးနော်ပြီးလို့ရှိရင်လည်းပဲဗားတဲ့၄နှစ်လောက်ကျွန်တော်တို့အချိန်ယူရမယ်ဆိုတာမျိုးက ဘာမှန်သိပ်ပြီးတော့မှန်ကန်တဲ့အရာမျိုးဟုတ်တယ်လို့ခံစားမနေရဘူးဗျာ United ရဲ့ဒီချင်တွေကို၄နှစ်လောက်တည်းချင်ယူစရာလိုတယ်လို့ကျွန်တော်မထင်ဘူး Champions League ဝင်ဝင်ပြန်ရဖို့ဆိုရင်တကယ်ရည်ချင်းရှိတဲ့နည်းပြနေဆိုရင်เนาะຫນွေရာသီပြောင်းချွေတစ်ခုလောက်ကျွန်တော်တို့ဒါ invest လုပ်ပြီးတာနဲ့ဇန်နဝါရီလာမယ့်ဇန်နဝါရီ invest လုပ်တာနဲ့ပြီးခဲ့တဲ့ຫນွေကခေါ်ထားတာနေနေဆိုရင်ကျွန်တော်ကတော့ပြန်မဝင်နိုင်စရာအကြောင်းမရှိဘူးလို့เนาะအကြောင်းရှိတယ်လို့မထင်ဘူးနောက်ကြောင်လောလောတဲ့မှာ United ကတော့ Gareth Southgate နဲ့တင်းနေပြန်ထွက်လာပြီတင်းအမှားစီဖြစ်ပါတယ်ဖြစ်ပါစီလို့ပဲကျွန်တော်စုတောင်းအောင်